မင်္ဂလာပါခင်ဗျာဒီသင်ခန်းစာလေးမှာတော့ကျွန်တော် for app blog အကြောင်းကိုတော့ဆွေးနွေးသွားမှာပဲဖြစ်ပါတယ် for app blog ကကျွန်တော် why app blog နဲ့လှုပ်လှုပ်ပုံချင်းကအတူတူပါပဲ for loop ကို break အသုံးပြုပြီးတော့ရပ်တန့်ခဲ့မယ်ဆိုရင် app blog ကအလုံးမလှုပ်ပါဘူးဆိုလိုတာက for loop ကပုံမှန်အတိုင်းသွားနေမှ app blog ကလှုပ်လှုပ်မယ်ပုံမှန်အတိုင်းမဟုတ်ဖွင့်နဲ့ break အသုံးပြုပြီးတော့ရပ်လိုက်မယ်ဆိုရင် app blog ကအလုံးမလှုပ် ပါဘူးဟုတ်ပြီနော်ဒီရလေးကိုကျွန်တော်ဥပမာလေးကြည့်ကြည့်လိုက်ဥပမာလေးကတော့ကျွန်တော်ဒီမှာဆိုရင်မြင်သာထင်သာရှိပါတယ် for loop ကိုကျွန်တော်၃ငါပတ်ထားတယ်၃ငါပတ်ပြီးတော့ကျွန်တော် input ရိုက်ထည့်မယ် input ဆိုလိုတာ၃ငါပတ်ထားတဲ့တော့ကျွန်တော်၃ငါရိုက်ထည့်မယ်ကျွန်တော်ရိုက်ထည့်လိုက်တဲ့ကဏ္ဍလေးက၅နဲ့ညီရင်ကျွန်တော်တို့က break လုပ်ပြင်မယ်ဆိုလိုတာ၅တွဲပြီးရက်မယ်လို့ပြောလိုက်မယ်ရမယ်လို့ပြောလိုက်တဲ့အတွက်ကျွန်တော်ဘာဖြစ်သွားမလဲဆိုရင်အပလောကဘလုံးမလုံးအဲ့ဒီတော့ကျွန်တော်ဒီ ဖြစ်စဉ်ကိုကျွန်တော်လေးချမတုံးတက်ပြီးတော့ကျွန်တော်ဘယ်လိုလုပ်လိုက်လဲဆိုရင်တကယ်လို့ငါ့ကိုဗရိတ်မလုပ်ဘူးဆိုရင်ကျွန်တော်ငါ့ကိုမတွေးလို့ဆိုတဲ့သဘောတရားကိုယူပြီးတော့ကျွန်တော် program ရေးလိုက်ပါဟုတ်ပြီနော်ဒီ program လေးကိုတော့ run ကြည့်လိုက်နော် program လေး run လိုက်ပြီ။နော်ပထမနံပါတ်3ကရိုက်ထဲမှာကျွန်တော်6လို့ရေးလိုက်တယ်။ဘာမှမဖြစ်ဘူး။6လို့ရေးလိုက်မယ်။ဘာမှမဖြစ်ဘူး။ကျွန်တော်တကယ်လို့1လို့ရေးလိုက်မယ်။အဲ့ဒါဆိုရင်ကျွန်တော်ဘာ ဘရိတ်အလုပ်လုပ်မလုပ်ဘူးအဲ့ဒီတော့အိုင်ဒုံဖောင်း5ဆိုပြီးတော့ထွက်မယ်ပုံပြီးကျွန်တော်ဒါဆိုရင်နောက်ထပ်3ကထပ်ရိုက်လိုက်မယ်6ရိုက်လိုက်မယ်နော်9ရိုက်လိုက်မယ်9ရိုက်လိုက်တဲ့အတွက်အန်9 9အန်က9နဲ့ညီသွားတဲ့အတွက်ဘရိတ်လုပ်ပြမယ်ဘရိတ်မလုပ်ခင်ကျွန်တော် iPhone 5ဆိုပြီးတော့ပြမယ်ဘရိတ်လုပ်လိုက်တဲ့အတွက် Apple ကဘလုံးမလုံးအဲ့ဒီတော့ iPhone 5ဆိုပြီးတော့နော်ဒီလိုမျိုး ဖြစ်သွားမှာဖြစ်ပါတော့နောက်ထပ်ဥပမာလေးတစ်ခုကတော့ကျွန်တော် input အနေနဲ့ string ရိုက်ထည့်မယ်ရိုက်ထည့်ပြီးတော့ for loop နဲ့ကျွန်တော်တို့တစ်ခုချင်းစီနှုတ်ရိုက်ထည့်လိုက်တဲ့ string မျိုးစာကို character တစ်လုံးချင်းစီဆွဲထုတ်ပါမယ် for loop ကို string နဲ့ဘာဖြစ်လို့သုံးလို့ရလဲဆိုတော့ string မျိုးစာတွေက either တွေပဲ object ဖြစ်လို့ဖြစ်ပါဒါဒီပုံစံလေးကအရင်ပုံစံလေးကိုပဲအရင်ပုံစံလေးကကျွန်တော်တို့ကနန်းကိုရှာတဲ့ဒီပုံစံအကြတော့ကျွန်တော်ရိုက်ထည့်လိုက်တဲ့ string နဲ့ကနေပြီးတော့ string နဲ့မှာ z ဆိုတဲ့စကလုံးပါလာဆိုပြီးရောရှာတာပါ ်တကယ်လို့တွေ့တယ်ဆိုရင်ဘရိတ်လုံးမယ်ဘရိတ်လုံးတဲ့အတွက် avalon ကအလုံးမလုံးဘူးတကယ်လို့အကုန်လုံးရှာပြီးတဲ့အထိဘရိတ်မလုံးခဲ့ဘူးဆိုရင်ကျွန်တော်တို့ကမတွေ့လို့ဆိုတဲ့သဘောတရားဖြစ်ပါဟုတ်ပြီနော်ဒီပုံစံလေးကိုနော် brand ကြည့်လိုက်အောင်နော် brand ကြည့်လိုက်မယ်ပြီးတော့ကျွန်တော် aan ကို hello ဆိုပြီးရိုက်လိုက်မယ် hello ဆိုတဲ့အထဲမှာ z ဆိုတဲ့တက္ကလုံမပါတဲ့အတွက် i don't found z ဆိုပြီးတော့ပုံမယ်ကျွန်တော်ဒီနေရာမှာ aan ကို hello AN Z ဆိုပြီးတော့နော်ရေးလိုက်မယ်ဆိုရင် iPhone Z ဆိုပြီးတော့အလုံးလောက်သွားမှာပဲဖြစ်ပါကျွန်တော်ဟုတ်ပြီနော်ဒီဥပမာလေးကတော့ကျွန်တော်တို့ဘာလို့တွတ်ထားတဲ့ဥပမာလေးလဲဆိုရင်သုဒ္ဓဂိန်ဟိုမဟုတ် Prime Number ကိုတွတ်ထားတဲ့ပုံစံလေးပဲဖြစ်ပါကျွန်တော် for up ကိုအသုံးပြုထားပါတယ်ဟုတ်ပြီပထမဦးဆုံးအနေနဲ့ Prime Number ဆိုတာဘာလဲဆိုတာသိရပါ Prime Number ဆိုတာကကျွန်တော်တို့တည့်ရဲ့မိမိကိုယ်တိုင်ရဲ့ ဘဲစားလို့ပြတ်တဲ့ဂိမ်းကိုပရိုင်းနမ်းမလို့ခေါ်ပါလေအဲ့လိုမှမဟုတ်ဘူးတခြားကနန်းနေနဲ့စားလို့ပြတ်နေတော့ပရိုင်းနမ်းလို့မခေါ်ပါဘူးဥပမာကျွန်တော်6လို့ကြည်လိုက်မယ်6ဆိုရင်ကျွန်တော်တို့တရဲ့မိမိကိုယ်တိုင်ရဲ့ဘဲစားလို့ပြတ်ရမယ်တကယ်လို့တခြားဂိမ်းတွေကပြတ်နေကျွန်တော်တို့တော့တော့ဂိမ်းမဟုတ်ဘူးဟုတ်ပြီကျွန်တော်အဲ့ရအတွက်ကျွန်တော်တက်ကိုဖယ်လိုက်မယ်မိမိကိုယ်တိုင်တော့6ကိုပဲဖယ်လိုက်မယ်ဒီထဲကဟာလေးကိုပဲ နှစ်ကနေစပြီးတော့6ထန်ငယ်တဲ့6ထက်တင့်ငယ်တဲ့ကဏန်းဆိုတော့နှုတ်2 3 4 5အဲ့ဒီအဲ့ဒီကဏန်းနေနဲ့6ကိုစားလို့ပြတ်တယ်ဆိုရင်ကျွန်တော်တို့က6ကပရိုင်းနံပါတ်မဟုတ်ပါဘူးဟုတ်ပြီနှစ်ကို6နဲ့6ကို2နဲ့စားလိုက်မယ်ပြတ်ပါတယ်အဲ့ဒီအတွက်6ကဘာလဲဆိုရင်ပရိုင်းနံပါတ်မဟုတ်ပါဘူးကြိစက်ကျွန်တော်တို့ကစစ်ဆေးရမလို့တော့ပါဘူးဟုတ်ပြီကျွန်တော်ဥပမာလေး9ကိုကြည့်လိုက်မယ် အဲ့ရတော့ငါဆိုတာကျွန်တော်ဒီကောင်းနေမယူတော့ဘူးဘာလို့ထက်တွက်ဆရာမလို့ဘူးဒီဈာတဲ့ကကနန်းကိုပဲကျွန်တော်တို့ဈာတဲ့ကကနန်းနေနဲ့ဒီငါကိုစားလိုက်လို့ပြက်နေဒီကောင်ကပရိုင်နံမှာမဟုတ်ဘူးဟုတ်ပြီကျွန်တော်ငါ့ကိုနှစ်နဲ့စားလိုက်မယ်ပြက်လားမပြက်ဘူးဒါပေမဲ့သုံးနဲ့လည်းထပ်စားရမယ်ပြက်လားမပြက်ဘူးလေးနဲ့လည်းငါ့ကိုထပ်စားမယ်ပြက်လားမပြက်ဘူးအဲ့အတွက်ငါကပရိုင်နံမှာပါဒီအချင်းတွေကိုကြည့်ပြီးတော့ကျွန်တော်4 အဲ့အကိုဘယ်လိုတုံးထားလဲဆိုရင်ကျွန်တော်နှစ်ကနေစာမယ်၅ထီဆိုတော့နှစ်ကနေစာမယ်အန်ထီဆိုတဲ့အတွက်တကယ်လို့အန်၅ဆိုရင်နှစ်၃၄ ठी ပဲကျွန်တော်ကပတ်မှာပါအဲ့ဒီအတွက်အဲ့ဒီဒီအစင်တိုင်းပတ်လာတဲ့ခဏန်းနေနဲ့ကျွန်တော်ကစားလိုက်လို့စားလိုက်လို့ကျွန်တော်ကပြတ်တယ်ဆိုရင်ဒါပလိုင်းနံမှာမဟုတ်တော့ဘူးဒီလိုမှမဟုတ်ဘူးဆိုရင် ပရိမောက်ခုပဲဆိုရင်တော့ဒီဟာပရိုင်းနံပါပါဟုတ်ပြီနှုန်းဒီဥပမာလေးကိုတော့ကြည့်ကြည့်လိုက်ရအောင်ဟုတ်ပြီနှုန်းဒီ program လေးကိုတော့ run လိုက်ပါမယ်ဥပမာဒါဆိုရင်ကျွန်တော်ဒီ program အတိုင်းစစ်ချင်တဲ့ကဏ္ဍကိုစစ်လိုက်အောင်ငါလို့ရိုက်ထည့်လိုက်မယ်သူကဘာဖြစ်မလဲဆိုရင်ငါ့ရဲ့ပရိုင်းနံပါပါဘာဖြစ်လို့ပရိုင်းနံပါလို့ပြောလဲဆိုရင်ဒီ1ကနှစ်ကနေစပြီးတော့၄၅အောက်တက်ငယ်လဲဆိုတော့1 3 4တခုခုနဲ့ နှစ်3 4တဲ့တခုခုနဲ့ငါ့ကိုစားပေမဲ့တုံညာနဲ့မညီတဲ့အတွက်ဗရိတ်မလုပ်လို့ဗရိတ်မလုပ်တဲ့အတွက်ပရိုင်းနံပါဖြစ်နေတာဖြစ်ပါပုံပြီးတကယ်လို့ကျွန်တော်6လို့ရေးမယ်ဆိုရင်သူက6 is not a prime number ဆိုပြီးတော့ဖြစ်နေမှာဖြစ်ပါပုံပြီးကျွန်တော်4 4ဆိုလဲ is not a prime number ဖြစ်မယ်နှုတ်ခွန်းဆိုရင်လည်းကျွန်တော်တို့ခွန်း is a prime number ဆိုပြီးတော့ပေါ်နေမှာပဲဖြစ်ပါဒါတော့ for at ဘလို့တုံးပြီးတော့ကျွန်တော်တို့ prime number ဟုတ်မဟုတ်စစ်သွားတာပဲဖြစ်ပါ ။ No next step follow ဆိုတော့ဘာလဲဆိုရင် follow အောင်မှာနောက်ထပ် follow တစ်ခုဒါမှမဟုတ်တစ်ခုထက်ပိုရှိတဲ့အခြေအနေမျိုးကိုတော့ next step follow လို့ခေါ်ပါတယ်။ဟုတ်ပြီကျွန်တော်ဥပမာလေးကျွန်တော်ကြည့်ကြည့်လိုက်။ဒါကတော့ပုံမှန်ဥပမာလေးပါ။တော့ rain 2လို့ရေးတဲ့အတွက်ကျွန်တော် loop နှစ်ခါပတ်မယ်။ a loop နှစ်ခါပတ်ပြီးတော့ a ထုတ်ပေးမှာပဲဖြစ်ပါ ဟုတ်ပြီကျွန်တော်နောက်ထပ်တော့ for loop လေးရေးလိုက် for i and ကျွန်တော် rain ဆိုပြီးတော့ 2way ရေးလိုက်မယ် တူးရေးပြီးတော့ဒီအောက်မှာကျွန်တော်ဒီနောက်ထပ် for loop ကျွန်တော်တခုထပ်ရေးလိုက်မယ်အဲ့လိုရေးလိုက်မယ်ဆိုရင်တော့ဘလို့ဖြစ်သွားမလဲဆိုတော့ကြည့်ဒီမှာဆို၄ခါဖြစ်သွားဘာဖြစ်လို့လဲဆိုတော့ဒီ i ကနှစ်ခါဒီအပေါ်ဆုံးကကျွန်တော်တို့သိကြနှစ်ခါလောက်တာ၃ည1နဲ့ထပ်၃ညတစ်ခါထွက်ရင်သူက a နှစ်ခါထုတ်ပေးမယ် a တစ်ခါထုတ်ပေးမယ် a တစ်ခါထုတ်ပေးမယ်နောက်ထပ်ပြီးသွားတယ်ဒီ loop ပြီးသွားတယ်အပေါ်ပြန်တက်မယ် ်အနခါထုတ်ပုံမဲ့အနခါထုတ်ပုံအဲ့အကြောင်းမလို့ကျွန်တော်တို့ကလေးကဖြတ်သွားမှာဖြစ်ပါဟုတ်ပြီတကယ်လို့အဲ့ဒါကိုကျွန်တော်ထပ်ပြီးတော့ဒီအောက်မှာလူထပ်ပတ်မယ်ဆိုရင်ဘလို့ဖြစ်မလဲဆိုရင်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ကဓာတ်ဆိုဇက်မုံ J ဆိုပြီးတော့ပေးလိုက် J ဆိုပြီးတော့ပေးလိုက်မယ်ပေးပြီးတော့တော့အောက်ဆုံးလူအောက်မှာမှာကျွန်တော်ပရင်ထုတ်မယ်လို့ရေးလိုက်အဲ့ဒါဆိုကျွန်တော် run လိုက်မယ်ဆိုဘဏ္ဍာကထွက်မှာလဲဆိုရင်ကျွန်တော် နှစ်နံလီ၄၄နံလီ၈၈ခါထောက်မှာနှစ်၄၆ကျက်ဆိုပြီးတော့ခါထောက် for looping နေရဲ့အချိန်အယူတက်ကိုသိချင်သူ့ရဲ့ looping ပမာဏ looping ပမာဏတစ်ခုချင်းစီကိုကျွန်တော်တို့ကဇက်တိုက်မြောက်လာရင်တော့ဖြစ်တော့ပါနှစ်နံလီ၄၄နံလီ၈တကယ်လို့၃ဆိုရင်၃နံလီ၆၆နံလီ၁၂၁၂ဆိုပြီးတော့အတိုင်းဖြစ်မှာဖြစ်ပါဒါတော့ looping သဘောတရားပါ ဟုတ်ပြီနော်နောက်ထပ်ဥပမာလေးတစ်ခုနော်ကြည့်ကြည့်လိုက်အောင်နောက်ဥပမာလေးကဘာလဲလဲဆိုရင်ကျွန်တော်အောက်ဖော်ပြပါပုံမှန်တိုင်းကျွန်တော်တို့က print ထုတ်ရှင်းတာဖြစ်ပါအဲ့အတွက်ကျွန်တော်ပထမဦးဆုံးယူဆမှာတကောင် row တွေ column တွေနဲ့ပုံစံတူတူပါ row ကိုဘယ်လိုတတ်မှတ်လို့ရမလဲဆိုအပေါ်ဆုံးက for ကိုကျွန်တော်တို့က row လို့တတ်မှတ်လို့ရတယ်အောက်ဆုံးက for ကြာ column သဘောမျိုးကျွန်တော်တို့ကတတ်မှတ်လိုက်တာဖြစ်ပါဆိုလိုချင်တာကဘာလဲဆိုတော့ကျွန်တော်တို့တစ်ကနေ၄ ठी ဆိုတဲ့အတွက်ကျွန်တော်တို့ကအိုင်ကတစ်ကနေ၃ထီပဲအလုံးလုံးပါဟုတ်ပြီပြီးသွားရင်အိုင်တစ်အလုံးလုံးရင်နောက်ထပ်တစ်ကနေ၆ဆိုတဲ့အတွက်တစ်ကနေ၅ထီအလုံးလုံးပါဒီ၅လေးကိုပရင်ထုတ်လိုက်မှာပရင်ထုတ်တဲ့အခါမှာကျွန်တော်ဘေးတိုက်လေးထုံမယ်လို့ပြောမယ်ဒီပရင်ပြီးသွားတဲ့အချိန်မှာကျွန်တော်ပရင်ဆိုပြီးတော့လှုပ်လိုက်တယ်လှုပ်လိုက်တာဘာလို့ဆိုလိုတာလဲဆိုတော့နောက်တစ်ချောင်းဆင်းမယ်ဆိုပြီးတော့ကျွန်တော်ပြောလိုက်တာအဲ့ဒီအတော့ ကျွန်တော်တို့ကနောက်တစ်ချောင်းဆင်းသွားတဲ့အပေါ်ပြန်တက်မယ်နှစ်အလဲကြတော့1 2 3 4 5ဆိုပြီးတော့အလုံးလုံးမယ်ဒီလူကုံဆုံးသွားတဲ့အတွက်ပရင်ရောက်မယ်ပရင်ရောက်တဲ့အတွက်နောက်တစ်ချောင်းဆင်းသွားမယ်နောက်တစ်ချောင်းဆင်းသွားတော့3ရောက်မယ်3ရောက်တော့ဒီ for loop အလုံးလုံးမယ်ဆို1 2 3 4 5ဆိုပြီးတော့နှုတ်ဖြစ်ဒီမှာဆိုရင် matrix ပုံစံလေးနဲ့ကျွန်တော်တို့ကအလားတန်တူပါဟုတ်ပြီနော်ဒီဥပမာလေးကိုကျွန်တော်တို့ run ကြည့်လိုက်အောင် နော်ဒီမှာဆိုရင်ကျွန်တော်တို့က1 2 3 4 5ဆိုပြီးတော့ပေါ့ဟုတ်ပြီကျွန်တော်နည်းနည်းလေးစပေးပါလေးချခြင်းနဲ့ဆိုရင်နောက်ဆုံးမှာကျွန်တော်စပေးပါလေးအန့်မှာစပေးပါလေးချပြီးကျွန်တော်ပြန်ရန်လိုက်မှာဆိုရင်ကျွန်တော်တို့ဟာ1 2 3 4 5ဆိုပြီးတော့နော်ပုံစံလေးဖြစ်သွားမှာဖြစ်ပါတယ်နော်နောက်ထပ်ဥပမာလေးကတော့ဘယ်လိုလဲဆိုဒီပုံစံလေးကိုပဲကျွန်တော်က1 2 3 1 2 3ပဲပေါ်ခြင်းနဲ့ဆိုတော့ဘယ်လိုလုပ်မလဲအဲ့ဒါဆိုရင်ကျွန်တော်တို့က ဒီတက်ကနေပြီးတော့ကျွန်တော်လေးထီရေးလို့ရဟုတ်ပြီနော်ဒီတိုင်းမရေးဘဲနဲ့ non brake ကိုတုံးပြင်ပြင်မယ် brake ကကြတော့ဘယ်သူနဲ့ပဲ sign လဲဆို brake ခုလိုက်တဲ့ for loop နဲ့ပဲ sign ပါတယ်ဟုတ်ပြီနော်ဒီဥပမာလေးကြည့်အောင်ကျွန်တော်ဒါဆိုတုံးထီပေါ်ခြင်းနဲ့အတွက်ကျွန်တော်ဘယ်လိုရေးမလဲဆိုရင်ကျွန်တော်ကနော်ဒီအောက်ကနေပြီးတော့ if ကျွန်တော်ဗာရေးလိုက်မလဲ if that လေး equal to ကျွန်တော်3နဲ့ညီတယ်ဆိုရင် b r e a k တော့ဒီမှာဆို၄နဲ့ညီတယ်ပေါ့၄နဲ့ညီတယ်ဆိုရင်ကျွန်တော် BRE ကဘရိတ်ဆိုပြီးတော့ကျွန်တော်ခုတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုလေးပေါ်လာမလဲဆိုကြည့်ကြည့်လိုက်တော့ဒီမှာဆိုရင်1နဲ့3ပဲပေါ်တာပါဆိုလိုချင်တာကတော့ဒီကောင်ကဘာလဲဆိုရင်ဒီကောင်က1ကနေပြီးတော့ပုံမှန်5ထီတော့ပတ်နေမယ်၄ရောက်ရင် break ခုတ်လိုက်တဲ့အတွက်ဒီ for loop ကအဆုံးသတ်သွားမှာ အဆုံးသတ်ပြီးတော့နောက်တစ်ချောင်းဆင်းမယ်အပေါ်ပြန်တက်ဗရိတ်ခုတာဗရိတ်ဗရိတ်လှုပ်လိုက်ပြီးဖော်လူအကုန်လုံးကိုရက်တန့်သွားတာမဟုတ်ဘဲနဲ့သူနဲ့သက်ဆိုင်တဲ့ဖော်လေးပဲရက်တန့်သွားတယ်ဆိုတာကိုကျွန်တော်တို့သတိထားမှာဖြစ်ပါတယ်အဲကျွန်တော်ဆွေးနွေးကြင်တာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ